န်းပြည်နယ်ရှိနေရာတစ်ခုမှာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကဗမာပြည်သူ့လူမျိုးရေးတပ်မတော် BPNL ရဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကိုသင်တန်းဆင်မွေအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တယ်လို့ BPNL ရဲ့သတင်းနဲ့ပြန်ကြားရေးဖွဲ့ကဒီကနေ့ဇွန်လ20ရက်နေ့မှာထုတ်ပြန်ပါတယ်အခမ်းအနားမှာမဟာမိတ်ခေါင်းဆောင်တွေက တော်လည်းအောင်မြင်ဖို့အတွက်မတူညီတဲ့အင်အားစုတွေကြားညီညွတ်ရေးလိုအပ်ကြောင်းနဲ့မိမိတို့ဟန်ချက်ညီပါကဆရာနာရှင်စနစ်အမြန်ဆုံးအဆုံးသတ်မှာဖြစ်တယ်လို့အဓိကထားပြောကြားခဲ့ပါတယ်တင်နန်းကာလအတွင်းထူးချွန်ကြောင်းသားကျောင်းသူတွေကိုလည်းစုတွေချင်းမြင့်ပေးရခဲ့ရမှာ လက်ဖြောင်းစုရရှိသွားတဲ့စစ်မေဟာ1029စစ်စင်ရေးမှာအသက်ပေးခဲ့တဲ့ရဲဘော်အောင်ပိုင်းရဲ့ညီမဖြစ်တယ်လို့အမတ်ညအောင်စစ်ရေးသားဖြူအောင်မှုကထည့်သွင်းပြောကြားခဲ့ပါတယ် အဲ့ဒီခန်းနာကိုအမျိုးသားညီညွတ်ရေးဆိုရ NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုတန်အမျိုးသားလူမျိုးရေးတက်မတော် PSLF TNL အထွေထွေအတွင်ရေးမှုဗိုလ်ချုပ်တာဖုံးကျော် ကရင်နီပြည်ဂျားကန်လာအုပ်ချုပ်ရေးကောင်စီ IEC ဒုတိယဥက္ကဋ္ဌခွန်ဘီထူရခိုင်တပ်တော် AA ကတပ်မှုတူပြည်သူ့လူမျိုးရေးတပ်မတော် PLA ကစစ်ဦးစီးချုပ်နဲ့အထွေထွေအတွင်ရင်မူမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုတိယဥက္ကဋ္ဌနဲ့ဗမာပြည်သူ့လူမျိုးရေးတပ်မတော် BPLA ကုကဲရင်မှုတို့တက်ရောက်ခဲ့ကြပါတယ် ဒါအပြင်တင်နန်းစင်းရဲဘော်တွေကိုလက်နက်တွေပေးရတက်ဆင်ခဲ့ပြီးအမှတ်103စစ်ဒေသအတွက်တရင်သစ်တစ်ခုကိုပါတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့သိရပါပါရှင်။